စူပါလက်နဲ့ပတ်သက်ပြီးနဗီလ်ကိုဒီလိုပြောခဲ့တယ်။ပရိသတ်ကြီးတို့ရဲ့အခု၃လပိုင်းကတော့ One Championship မှာကြီးလို့ကောင်းတဲ့ပွဲကြီးပွဲကောင်းတွေကိုခြားပြနေတော့တာပါပဲနော်။ဂျပန်မှာဂျမမဲ1172ပြောင်းပွဲကြီးမှာဆိုရင်လေကြီးရှုရမဲ့တွဲဆိုင်တွေကပြိသက်အကြိုက်ပွဲချမ်းပွဲကောင်းတွေဖြစ်နေပါတယ်။တက်ခီယူနဲ့ရော့ချန်တို့တွဲဆိုင်ကိုစိတ်ဝင်စားကြသလိုစူပါလက်နဲ့နဗီလ်တို့ရဲ့ဒုတိယအကြိမ်မြောက်တွေ့ဆုံထိုးသတ်မှုကိုလည်းပြိသက်တွေကစိတ်ဝင်တစားရှိနေကြတာကတော့အမှန်ပါပဲ။ 1172ပြိုင်ပွဲကြီးမှာဆိုရင်တော့ချန်ပီယံခပတ်စင်ခေါ်ပွဲ၄ပွဲအထိပါဝင်ပြီးတော့ဒီပွဲကြီးကတော့လာမယ့် match လား23ရက်နေ့မှာထိုးသက်သွားကြမှာဖြစ်ပါတယ်။ Super League နဲ့ထိုးသက်မဲ့နဘီကတော့ပွဲတွေတပွဲတစ်တပွဲပုံမှုပြီးတော့စွမ်းဆောင်ရည်တွေတိုးတက်လာတာကိုတွေ့ရပါတယ်။သူနောက်ဆုံးထိုးသက်ထားတဲ့ Nico Carillo နဲ့ပွဲမှာဆိုရင်လည်းပထမအချီမှာပင် TKO နဲ့အနိုင်ရယူလိုက်နိုင်ပါတယ်။ Nico Carillo ကနဘီကိုရှော့တွက်လို့စောစောရှုံးသွားတာလည်းပါပါတယ်။ ဘေးပြင်မြစ်ကိုမဆိုးအထင်တော့မသေးတက်မအောင်နော်နဗီလကလည်းအောင်းဆရာကောင်းလာအောင်တွေ့တက်လာတော့ကိုတွေ့ရပါတယ်စူပါလက်ရောဒီတစ်ခါဒုတိယကြိမ်တွေ့ဆုံမှုမှာနဗီကိုလွယ်ကူပါမလားရှင်နဗီကတော့စူပါလက်နဲ့ပွဲအတွက်အပြင်းထန်လေးကျင်နေတာကိုလည်းတွေ့ရပါတယ်ဒီတစ်ခါမှာတော့စူပါလက်ကိုအမှန်တကယ်ဖြုတ်ပြမယ့်အနေအထားကိုရောက်ရှိနေပြီလို့ထင်ပါတယ်ဝမ်ချမ်ပီယံရှစ်ကိုရောက်ရှိပြီးတော့စူပါလက်နဲ့စတွေ့ခဲ့တဲ့အချိန်မှာနဗီကအလဲထုံးနဲ့ရှုံ့နှိမ့်ခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်လည်းပထမတစ်ခေါက်ရှုံကြီးကိုပြန်ဆက်ဖို့အတွက်အပြင်ထန်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ပြီးခြေကန်ချက်ကိုပုံမအလေးထားကစားနေတာတွေကိုလည်းသူတင်ထားတဲ့ဗီဒီယိုကိုကြည့်ရင်သိနိုင်ပါတယ်။အသက်20သားရှိသေးတဲ့နဗီကပြိုင်မဲ့ဖိုင်တာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဖြိုချလာခဲ့တာအခုဆိုရင်တော့ချန်ပီယံတောင်ဖြစ်နေပါပြီနော်နဗီကတော့စူပါလက်ရပွဲနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပြပြခဲ့ပါတယ်စူပါလက်နဲ့ပွဲဖြစ်ဖို့ကိုစောင့်မျှော်နေတာကကြာပါပြီအခုတော့ပွဲစဉ်ကရောက်ရှိလာခဲ့ပြီဒီပွဲမှာအနိုင်ရရှိအောင်လို့အပြင်းထန်ကြိုးစားသွားမှာပါရှုံးလို့လုံးဝမဖြစ်ပါဘူး သူပါလက်ကိုအမောက်သိပ်ပြမယ်ဆိုပြီးတော့ကျုံဝပြောဆိုထားတာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့နဗီနိုင်မယ်၊သူပါလက်နိုင်မယ်ဆိုပြီးတော့ထင်ချင်းအမျိုးမျိုးတွေပေးထားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ဒီပွဲကတော်တော်တော့စိတ်ဝင်စားမှုအမြင့်တက်နေပါတယ်ရှင်။အခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောစူပါလက်ကိုနိုင်စေခြင်းနဲ့အခွဲကလားဒါမှမဟုတ်နဗီကိုနိုင်စေခြင်းနဲ့အခွဲကလားဆိုတာပြောသွားပြခဲ့ပါအောင်နော်